စကိုင်းတိုင်းရွှေဘူမြို့မှာစစ်ကောင်မရှင်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုထဲကိုရင်၄ပါးပြန်လွန်တော်မူခဲ့ပြီးတော့ဖုန်ကြီး9ပါးထိမှန်တဲ့ရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရွှေဘူမြို့တောင်ဖက်တမိုင်လောက်မှာစစ်ကောင်မရှင်တပ်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်နေတဲ့ချိန်လက်နက်ကြီးကြီးကြပြီးတော့အခုလိုမျိုးကိုရင်၄ပါးပြန်လွန်တော်မူခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ အသက်ဆက်လေးနှစ်အရွယ်ရှိကြတဲ့ရှင်ညာနိကရှင်ဥတ္တမရှင်ဝိမလာတို့ပြန်လည်တော်မူခဲ့တာလို့ဆိုပါရဲကျန်တဲ့တဘာကိုတော့ဘွဲ့အမိစုံစမ်းလို့မရသေးပါဘူးအော်တိုဘာလာ၂ရက်နေ့မနက်၇နာရီလောက်မှာနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့နှစ်ဖက်လုံးမှာလည်းအကြအဆုံးတွေများခဲ့တယ်လို့မြင်ပြသတင်းရင်းမြစ်ကပြောပါရဲ တိုက်ပွဲထဲစစ်ကွန်မရှင်တပ်က120မမလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ခတ်ခဲ့တာကြောင့်သမိုင်းဝင်အောင်မြေဖုံကြီးကျောင်းထဲကြားရောက်ပောက်ကွဲခဲ့ပြီးတော့ဖုံကြီးခုနှစ်ပါးလဲထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ရွှေဘုံမြို့အဝင် မုတ်ဦးကနေတကနဲရွာကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရွှေဘုံမြို့ကာညာနာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတာလို့လဲဆိုပါတယ်။လက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ရွှေဘုံမန္တလေးလမ်းပိုက်ကိုယာယီအတုံးမပြုတ်ဖို့ရွှေဘုံမြို့နယ်တည်င်းမဲ့ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်အသိပေးထားပါတယ်။ရှမ်းမြောက်ကကြောက်မဲမြို့ကိုစစ်တပ်ကဩဂတ်လ16ရက်နေ့ကနေစက်တင်ဘာလ3ရက်နေ့အထိထိုးစစ်ဆင်ပြီးတဲ့နောက်မြို့ကို သိမ်းယူလိုက်ပါတယ် ကြောက်မဲတိုက်ပွဲထဲဩဂတ်လ16ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိတိုက်ပွဲထဲအရက်သားပြည်သူ15ယောက်ထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ဒေသတွင်းအရက်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်ကြောက်မဲမျိုးပြန်ရရေးစစ်ကော်မရှင်တက်ကမြေပြင်ထိုးစစ်အပြင် လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကို အလွန်အကျွံသုံးပြီးတိုက်ခိုက်ခဲ့တာလို့တအန်းသက် TNL ဘက်ကပြောဆိုထားပါတယ်။ တရုတ်ရဲ့ဖိအားပေးဖြတ်တောက်မှုတွေကြောင့် TNL ဘက်မှလက်နက်ခဲယံတပ်သားအင်အားအကန့်အသတ်ရှိလာနေတဲ့အချိန်မှာစစ်ကွန်မရှင်တပ်ကလက်နက်ခဲယံအပြင်ပြည်သူစစ်မှုထမ်းတွေကိုလည်းအလွန်အကျွံသုံးနိုင်တာကြောင့်ကြောက်မဲမျိုးကိုလက်လို့ရတာလို့ TNL ပြောခွင့်ရလွေရီဦးကပြောပါတယ်။ နောက်ချိုဖက်ကလည်းထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်ရဲ့ချင်းမြတ်မတစ်တစ်တမတ်ငန်းငါးနဲ့အရှိမြောက်တိုက်စစ်ဌာနချုပ်ရမခလက်အောက်ခံအမတ်တိစစ်စင်ရေးကုကဲမှုဌာနချုပ်စကခတိတပ်ဖွဲ့ဝင်တွေကဩဂတ်လလယ်ကစပြီးကြောက်မဲမျိုးကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒီစစ်ကြောင်းတွေကဩဂတ်လလေကစပြီးတော့ကြောက်မဲမျိုးနယ်ထဲကထန်းတပင်ရွာကို စားတိုက်ပြီးထိုးစစ်စခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်။ စတင်ဗလာတရဲနေမှာကြောက်မဲမြို့မရဲစခန်းအပါဝင်ရက်ွက်၉ခုလုံးကိုစစ်တပ်ကပြတ်ထိတ်ချုပ်လိုက်ပြီးမဲ့ကြောက်မဲနမ်ဆန်အထွတ်ချင်းမြဲတဲ့ရင်ခမာယာ936 939ခုနဲ့အမတ်တစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခတစ်ကိုတော့ TNL ကဆက်လက်ထိတ်ချုပ်ထားဆဲဖြစ်တယ်လို့ဆိုပါတယ် စက်တင်ဘာလအတွင်းရခိုင်ဒေသထဲမှာစစ်ကုမရှင်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုထဲအပြင်းမဲ့ပြည်သူ23ယောက်သေဆုံးခဲ့ပါတယ်။ရခိုင်ပြည်ထဲကကြောက်တော်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအယောက်20ရှိခဲ့ပြီးတော့23ယောက်ဒဏ်ရာရခဲ့တယ်လို့အရခတ်သက်တော် EA ကအော်တိုဗာလာနေရည်နေမှာထုတ်ပြန်ပါတယ်။ တန်သွဲမှာတော့တည်ဆုံးသူ၃ယောက်ဒဏ်ရာရတာ၅ယောက်နဲ့ပလဲဝမှာတည်ဆုံးရတဲ့သူ၂ယောက်ဒဏ်ရာရတာ23ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်အခုစရင်အရာကြောက်တော်မျိုးကထိမဲ့တည်ဆုံးသူအများဆုံးရှိတဲ့မျိုးဖြစ်ပြီးစက်တင်ဘာ၁၂ရက်နေ့ဖြစ်စဉ်ထဲမှာထိမဲ့တည်ဆုံးခဲ့တာဖြစ်ပါတယ် ကြောက်မဲမျိုးနဲ့တရက်တပင်ရွာမှာရှိတဲ့ပညာပန်းခင်းနဲ့အမြင့်တကိုပိုင်အထက်တန်းเจ้าကိုစစ်သက်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေအပါဝင် အပြစ်မဲ့ရက်သားပြည်သူအယောက်20တိဆုပ်ခဲ့ပြီးတော့ 23ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့လယ်ပိုင်းမှာပလဲဝမြို့ကိုစစ်တပ်က Jet Fighter နဲ့၃ချိန်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့စက်တင်ဘာ29ရက်နေ့ညပိုင်းမှာတော့တန်သွဲမြို့ကို Jet Fighter နဲ့၂ချိန်ဗုံးကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။မန္တလေးမြို့လယ်မှာရွေးကောက်ပွဲဆက်ကျင်ရေးလှုပ်ရှားမှုလုပ်ခဲ့တယ်လို့မန္တလေးတပိတ်ကောင်းဆောင်တယောက်ဖြစ်တဲ့ဒေါက်တာတီစာဆန်းကပြောပါရယ် မန္တလေးမြို့နယ်မှာဖော်ဆောင်ခဲ့ကြတဲ့ရွေးကောက်ပွဲအသူဆက်ကျင်ရေးမြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုမြင်ကွင်းဖြစ်တဲ့ဆိုပြီးဓာတ်ပုံတွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒေါက်တာတေစာဆန်းကတင်ထားပါတယ်။ ပြူလဲပါစီတွေတောင်းကျင်းတာစိမှုထံခေါင်းစင်နဲ့အတင်းအတ္တမဖန်စည်းငွေညစ်တာတွေကိုစက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့မန္တလေးပြည်သူတွေရဲ့ယင်ထဲမှာဖက်စစ်စစ်တဲ့ရဲ့အာနာသိစစ်အုပ်စုအပေါ်နာကြီးချက်တွေကယင်နဲ့အပြစ်ပါလို့လဲဆိုထားပါတယ်။ဒါပြင် အခုစစ်အုပ်စုကလုံမဲ့အတူအယောင်ရွေးကောက်ပွဲ လုတ်ပွဲကိုလည်းခါးသီးစွာဆက်ကျင်ကြယုံမုံကြပါတယ်လို့လဲဒေါက်တာတေစာဆန်းကဆိုပါတယ်။ ပြည်သူတော်လှန်ရေးမှာပြည်သူသားအ धिक ပြည်သူလူထုထောက်ခံပါဝင်နေတဲ့ရွေးဒီတော်လှန်ရေးကရှေ့ကိုဥတည်ရှိရှိနေမှာဖြစ်ပြီးပြည်သူအားလုံးအနေနဲ့အာနာယူစိအုပ်စုကိုငုံမခံဘဲရရနီးနာနဲ့နီလန်းအစုံနဲ့တုံ့ပြန်နေကြဖို့လိုတယ်လို့တိုက်တွန်းထားပါတယ်နောက်တဲ့ပုတ်ကတော့မြမဆဘအိုအလာအင်ဆန်ရဲ့နောက်ဆုံးထိုးတက်ပွဲကမနေ့ဖြန်ဆိုတာတီးကြပါသလား မြမဆပ်ပအိုအာလာအန်ဂျန်ဟာအော်တိုဗာလာလေးရက်နဲ့စနေနေ့မနက်ပိုင်းမှာ နောက်ဆုံးနှုတ်ဆက်ထိုးသက်ပွဲရှိပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ MMA fighter မြမဆဘအိုအာလာအင်ဇဲရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်အဖြစ် Sweden fighter Sebastian Gardestan နဲ့ရှင်ပြိုင်ထိုးသက်မှာဖြစ်ပါတယ်။အာလာအင်ဇဲကိုချစ်တဲ့ပရိသတ်တွေကလည်းဒီပွဲအတွက်အများကြီးရင်ခုန်နေကြပါတယ်။ အလာအန်ဇက်ကဝမ်းမ16ပွဲကစား14ပွဲနိုင်ထားတယ်လို့မင်းက်ဖြန်မှာသူနဲ့ထိုးမဲ့ကာဒက်စတန်ကဝမ်းချန်ပီယံရှစ်မှာ17ပွဲကစား9ပွဲနိုင်ထားတဲ့သူဖြစ်ပါတယ်ဆိုတော့အလာအန်ဇက်ကိုအားပေးဖို့အားလုံးအဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်အားလုံးအတူတူအားပေးကြရအောင်နော်